မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဖိလစ်ပိအဝါဒါစာအခန်းကြီး၃ကိုအတူတူဆန်းစစ်ကြည့်ကြအောင်လား The wise believers ကပြုစုထားတဲ့မဆုတွေပါနေတဆင်ပေါ့အဓိကမေးခွန်းကတော့တက်ကစ်တမှုအစင်မှန်ကဘယ်မှာရှိတယ်လဲဆိုတာပါပဲအာလော်ကီအောင်မြင်မှုလားလူမှုရေရအစင်အတန်လားဒါမှမဟုတ်အလုံးဝကွဲပြားတဲ့အရာတစ်ခုခုလား ဒီကျမကကျမတို့ဥစားပေးမှုလေးကိုတော်တော်လေးစင်ခေါ်ပုံရတယ်။ကဲဆက်လိုက်ကြအောင်နော်။ဒီအခန်းကြီးကအစပိုင်းမှာကိုပဲတော်တော်လေးပြင်းထန်တဲ့တတိပေးချက်တစ်ခုခုနဲ့ဖွင့်ထားတယ်နော်။အဲ့ဒါဘာတွေဖြစ်နေတာလဲ။ဘယ်သူတွေကိုယဉ်ညွတ်နေတာပါလဲ။ဟာဒါဘရဂဖိုင်ရဲ့မပြောလိုက်မဲ့အစီရင်ဖြစ်ဖို့တော်တော်လေးကောင်းနေ။ဒီတရားကျင့်ချင်းပြရာအစိမ့်တန်ရှိနေတဲ့သူတွေမြို့ဖတ်တဲ့ဆန်းရှင်းတဲ့ပြည့်မှမြို့တာကောင်းတွေပဲတို့ဆက်ချက်ယင်းဤကူညီ။ သဘောတရားစရာမရှိတဲ့အကျင့်တရားကိုနေထိုင်နေတဲ့သူတွေကြုံတိနေရတယ်။ဟုတ်ကဲ့။အချိန်ဤကနည်းနည်းတော့တင်းမာမှု ရှိပုံရတယ်ဗျ။ဒီအော်ရဆာကိုလက်ခံရရှိတဲ့ဖိလစ်ပိမြို့မှာအတင်းတော်မှာလေအယူမအတုံတင်းမှုတွေရှိနေပုံပဲ။အထူးသဖြင့်ဝရင်ဂျူးပါဒါရဲ့ထုံတန်းစင်လာတွေဥပမာအမ်ဖြစ်ချင်းမင်္ဂလာလိုမျိုးပေါ့။အဲ့ဒါကိုခရစ်ယာန်ယုံကြည်သူတွေလိုက်နာဖို့လိုအပ်တယ်လို့တုံတင်းနေသူတွေကိုညှိညွှန်းတာပါ။ ရေးသားသူဓမ္မတော်ဘောလူကသူတို့ကိုတော်တော်လေးပြင်းပြင်းထန်ထန်စကားလုံးတွေတုံးထားတယ်ခွေးများတယ်မကောင်းမှုပြုသူများဇာတိပဂတိကိုလှီးဖြတ်တော်သူများဆိုပြီးတော့ပေါ့ဝိုးခွေးများလို့တုံးတုံးလာလားအဲ့ဒီခေရင်ကျင်းမှုမှာတော်တော်လေးပြင်းထန်တဲ့စကားလုံးတော့သူကအဓိကပါးကိုစန့်ကျင်နေတာလေဟုတ်ပါသူကအဓိကအဖြစ်လေလူဇာတိရဲ့ပေါ်မှာအခြေခံတဲ့ဘာသာရေးလို့ဆောင်ချက်တွေအပြင်းပထုံတန်းတွေကိုအာကိုရာကိုစန့်ကျင်နေတာပါ ဲ့ဒီဇာတိပကတိဆိုတဲ့စကားလုံးကလူအားထုတ်မှုတသက်မျိုးယိုးကုန်ပါဒိုင်ဆိုင်ရာစူးစမ်းမှုတွေကိုရည်ညွှန်းလေ့ရှိတယ် တူအစစ်မှန်တဲ့ယုံကြည်သူတွေရဲ့တွင်ပြင်းလက္ခဏာကဓာရီနဲ့စန့်ကျင်ဘက်ဖြစ်တယ်လို့ဆိုတယ်။စစ်မှန်တဲ့ယုံကြည်သူတွေကဖျားသခင်ရဲ့ဝိညာဉ်တော်အဖြစ်ဝတ်ပြုတယ်၊ပြင်ပထုံတမ်းနေနေမဟုတ်ဘူး။သူတို့ရဲ့ဝါကြွားစရာကလောကီအောင်မြင်မှုဒါမဟုတ်ဘာသာရေးစွမ်းဆောင်ရေးမဟုတ်ပဲခရစ်တော်ယေရှုပဲဖြစ်တယ်။ပြီးတော့သူတို့ကအဲ့ဒီလူစားတီကြိုးပမ်းမှုတွေကိုအာမကိုကြဖို့ပေါ့။စစ်ဝစားစရာကောင်းတာကစစ်မှန်တဲ့ဖြတ်ချင်းဆိုတာကလေခန္ဓာကိုယ်နဲ့မဆိုင်ဘူး။ ဝิญဉ်ပိုင်းဆိုင်ရာ လုံတားနဲ့ဆိုင်တဲ့ပြောင်းလဲခြင်းဖြစ်တယ်လို့ပြန်ဒီပဲဖွင့်ဆိုလိုက်တာပဲ။အော်ဒီအချက်ကိုပို့ပြီးပေါ်လွင်အောင်ပေါ့လို့ကသူ့ကိုယ်ပိုင်နောက်ချောင်းရဆွင့်ကိုဥပမာပေးပြီးရှင်းပြရယ်နော်။သူ့ရဲ့ CV ကတော်တော်လေးအထင်ကြီးစရာပဲ။ဟုတ်ပါတယ်။သူကစိုးစိုးအပ်ပြောခဲ့တဲ့ဇာတိပကတိမှာအားကိုးစရာဆိုတာသူ့မှာဘလောက်တောင်ရှိခဲ့တယ်လဲဆိုတာကိုစည်ရင်းပြုစုပြရတယ်။ဣတိရေလလူမျိုးဖိညာမင်အနွယ်ဆိုတာကမြူယိုကုံအရာပြောတာ။ ေဗြဲလူမျိုးစစ်စစ်ဖြစ်တယ်။ပြည့်ညက်တရားနဲ့ပတ်သက်ရင်ပါရီရှဲတယောက်ဒါကအဲ့ဒီခေတ်မှာပြည့်ညက်တရားကိုအတိအကျဆုံးလိုက်နာတဲ့ဂွိုင်းဝင်လူဆိုလိုတာ။စိတ်အားထက်သန်းမှုမှာဆိုရင်အတင်းတော်ကိုတောင်းငင်းဆဲခဲ့ဘူးတဲ့။ပြည့်ညက်တရားမှာပါတဲ့ဖြောက်မဲ့ခြင်းအဖြစ်ဆိုရင်အပြစ်တင်စရာမရှိဘူးလို့ဆိုနိုင်လောက်ကောင်ကျူးစားခဲ့သူပေါ့။တကယ်တော့အဲ့ဒီခေကျူးလိုအဖွဲ့စည်းမှာဒါဒီအားလုံးကအင်မတန်လေးစားစရာဂုံယူစရာအရေးချင်းတယ်ပဲဗျာ။ တကယ်ကိုပြည့်စုံတဲ့ကိုရရားဆိုရင်ပဲဒါပေမဲ့ဒီနေရာမှာအလဲ့အပြောင်းတစ်ခုရှိနေတယ်။သူကဒီအရာအလုံးကိုဘလို့သဘောထားလိုက်လဲ။ဒီနေရာမှာတကယ်ကိုအံ့ဩစရာလဲပြောင်းရောက်လာပါမယ်။သူကသူ့အတွက်အချိုးမြလို့တချင်ကထင်ခဲ့တဲ့ဒီအရာအလုံးလေသူ့ရဲ့မျိုးရိုးပညာဘာသာအေးစူးစမ်းမှုအလုံးကိုအခရစ်တော်ယေရှုကိုတည်ကျွမ်းရခြင်းရဲ့အလွန်တရာတာလွန်မြင့်မြတ်တဲ့တန်ဖိုးနဲ့နိုင်ရှင်လိုက်တဲ့အခါအရှုံးဖစ်မှယူလိုက်တယ်။ အရှုံးတွေမကဘူးအညစ်အကြေးလို့တော့တုံတုံလိုက်တယ်အညစ်အကြေးဒါတတော်လေးပြင်းထန်မျိုးရိုင်းနေစကားလုံးပဲနော်တရက်ကအမိုက်တရက်ချီးလိုမျိုးအတိတ်ပဲမျိုးသူတကယ်ပဲသူ့ရထင်ကြီးစရာအောင်မျိုးမှုအလုံးကိုအတုံးမဝင်တဲ့အမိုက်လို့သဘောထားလိုက်တာလားအတိကြပါပဲသူဆုလို့ခြင်းတာကခရစ်တော်ကိုတည်ကျွမ်းရခြင်းရဲ့တန်ဖိုးဟာအဲ့ဒီလော်ကီနဲ့ဘာသာရေးဆိုင်ရာအောင်မြင်မှုအလုံးထဲအစေးပေါင်းများစွာတားလွန်နေကြတဲ့အဲ့ဒါတွေကလုံးဝကိုတန်ဖိုးမရှိတော့ဘူးအရေးမပါတော့ဘူး ဟိုနောက်ကျောင်းပြန်ဆွဲကြည့်တဲ့အရာတွေတော့ဖြစ်နိုင်တယ်လို့ပြောချင်တာပါဒီချက်ကတန်ဖိုးဆိုတော့ကိုကျွန်တော်တို့ဘယ်လိုတတ်မှတ်ကြတယ်ဆိုတော့ကိုပြန်စဉ်းစားစေပါတယ်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းလာပြီဆိုတော့သူကကိုယ့်ရဲ့စူးစမ်းအထုတ်မှုပင်ခဲ့တရားလိုက်နာမှု ပေါ်ခြေခံတဲ့ဖြောင့်မတ်ခြင်းမျိုးကိုဟုတ်ကဲ့အဲ့ဒါကိုပယ်လိုက်ပြီးတော့ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ဖျားခင်စီကလာတဲ့ဖြောင့်မတ်ခြင်းကိုပဲအသေးအံရှာဖွေနေတာပေါ့ဟုတ်ပါတယ်သူကငါရဲ့ဖြောင့်မတ်ခြင်း my own righteousness ကိုမလိုချင်တော့ဘူးအဲ့ဒါကပညာတရားကိုလိုက်နာခြင်းကနေရတဲ့ဖြောင်းမှတ်ခြင်းမျိုးလေအဲ့ဒီစာသူလိုချင်တာကဖျားသခင်ပြေသနာတဲ့ဖြောင်းမှတ်ခြင်း righteousness from god ဒါကခရစ်တော်ကိုယုံကြည်ခြင်းအပေါ်မှာခြေခံတယ်ဒီအချက်ကခရစ်ယာန်သွန်သင်ချက်ရဲ့အဓိကအနတ္တာရတစ်ခုပဲကဲတင်ခြင်းနဲ့ဖျားသခင်ရှင်မှာလက်ခံနိုင်ကွယ်ဖြစ်ခြင်းဟာကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကြောင့်မဟုတ်ပဲခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရရှိတဲ့စုကျေစုဖြစ်တယ်ဆိုတာပါပဲသူ့ရဲ့စံသားက ဒီဖြောင်းမချင်းကိုရရှိုံနဲ့ရက်မသွားဘူးနော်ပိုပြီးနှက်ဆိုင်တဲ့တုံတာမှုတစ်ခုရှိနေသေးတယ်ကိုယ်တိုင်ခံစားဖို့ကိုရောရဲ့စင်းရဲဒုက္ခတွေမှာအတူတကွပါဝင်ဖို့တကစိတ်ဝင်စားစရာအချက်ပဲကောင်းကြီးကိုပဲမဟုတ်ပဲ ဆင်းရဲဒုက္ခမှာပါပါဝဲလို့တာနောက်ဆုံးမှာတော့တည်ခြင်းမှာရှင်ပြန်ထမြောက်ခြင်းကိုရဖို့မျော်လင့်တာဖြစ်ပါတယ်တကုတ်ပိုကျဲ့ပြတ်နဲ့ချူတောင်းခဲ့တဲ့ချင်းကိုကိုကိုအာကိုခြင်းကနေခရစ်တော်ကိုအလုံးစုံမြည်ခိုခြင်းစီအကြီးရဲ့ပြောင်းလဲသွားတဲ့စိတ်ပိုင်းဖြတ်ချက်ကိုပြနေပါတယ်အတိတ်ကအရာတွေကိုရဲ့အောင်မြင်မှုတွေကိုအညစ်အကြေးလို့သဘောထားပြီးခရစ်တော်ကိုတည်ကျွမ်းခြင်းနဲ့ယုံကြည်ခြင်းကိုပဲအားကိုးမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာအယုံဆိုင်မှုကရှေ့ကိုရောက်သွားပြီပေါ့ဒါပေမဲ့ तू ကအခု သူ့ပန်းတိုင်တော့ရောက်သွားပြီးပြေဆုံးသွားပြီလို့ပြောနေတာလားအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးဒီအချက်ကရမ်းရည်ကြီးတယ်သူကချက်ချင်းပဲညာဒီရပြီဟုမဆိုလို့ပြေဆုံးပြီဟုမဆိုလို့လို့ရှင်းရှင်းလင်းလင်းဝန်ခံထားတာပါ ဆိုလိုတာက သူအခုထိတင်ယူနေစေကြီးထွားနေစေစူးစမ်းနေစေပဲဆိုတာပါသူကကိုကိုကိုပန်းတိုင်ရောက်နေပြီလို့မတတ်မှတ်ဘူးအဲ့ဒီအစားခရစ်တော်ယေရှုကသူ့ကိုအရင်အပိုင်ရယူခဲ့သလိုသူ့ကိုခေါ်ယူခဲ့တင်ခဲ့သလို ်သူလဲခရစ်တော်ကိုအပြည့်ဝအပိုင်ရဖို့အမ်ခရစ်တော်သူ့အတွက်ရည်ရွယ်ထားတဲ့အတိုင်းတာအထိအပြည့်ဝဖြစ်လာဖို့ပေါ့ရှေ့ကိုဆက်ပြီးအားထုတ်စူးစမ်းနေတယ်လမ်းယူပြေးပြီးလိုက်နေတယ်လို့ဖော်ပြတယ်ယုံကြည်ခြင်းမှာအစ်င့်တစ်ခုရောက်သွားရင်ဒါမှမဟုတ်အောင်မြင်မှုတစ်ခုခုရရင်ရောက်တဲ့လောက်ရောက်ပြီလို့ထင်တတ်ကြတယ်လေဒါပေမဲ့ဒီမှာတော့ဝิญဉရဲ့ယဉ်ကျေးမှုဆိုလားဆက်လက်လုဆောင်နေရမယ့်ချီးစဉ်တစ်ခုဘယ်တော့မှမပြီးဆုံးတဲ့ကြိုးပမ်းမှုတစ်ခုလို့ဆိုလိုနေတယ်လို့ပဲဟုတ်ပါတယ် ဒါကဝิญဉ်ရေးရခြင်းနဲ့ရောင်ရဲမှုကိုတတိပင်းနေတာပါအမြဲတမ်းရှစ်ဆက်ဖို့ပိုပြီးနှချိုင်းဖို့အကျိုးစားနေရမယ်ဆိုတဲ့သဘောပဲသူသုံးထားတဲ့ပုံမှာကအရန်အားကောင်းတယ်ဟုတ်တယ်အဲ့ဒီနောက်နိုင်ရှိသောအရာတို့ကိုမေ့လျော့၍ရှေ့နိုင်ရှိသောအရာကိုရောက်ချင်းကလမ်း၍ပန်းတိုင်ကိုရောက်ချင်းကပြေး၍လိုက်ဆိုတဲ့ပုံမှာကိုကျွန်မတကယ်သဘောကျတယ်ပြေးလန်းပုံမှာပြေးနေတဲ့အပြေသမားတယောက်လိုပဲအနောက်ကိုလက်ကြည့်မနေဘူးဘေးဘီကိုတိတ်အာယုံဆိုင်မနေဘူး ပန်းတန်ကိုပဲအာယုံစိုက်ပြီးအာကုန်သုံးပြီးပြေးနေတဲ့ပုံစံမျိုးပေါ်လူပြောနေတဲ့ပန်းတန်ကပါလဲဆိုတော့ယေရှုခရစ်အဖင်ဘုရားသခင်ဤအထက်ရမှခေါ်တော်မူခြင်းနဲ့ဆိုင်သောစုကိုရခြင်းကဖြစ်ပါတယ်ဒါကအမြင့်မြတ်ဆုံးပန်းတန်ကောင်းဝင်ပေါ်ကစုကျေးစုကိုဆိုလိုတာဒါကြောင့်သူကရင်ကျက်တဲ့ယုံကြည်သူတိုင်းမှာဒီလိုရှေ့ကိုမျောကြည့်တဲ့ပန်းတိုင်းစီအာယုံဆိုင်တဲ့သဘောထားမျိုးရှိတယ်လို့တိုက်တွင်းနေတာပါအတိတ်ကအောင်မြင်မှုတွေကြောင့်မန်တက်မနေဖို့အတိတ်ကရှုံးနိမ့်မှုတွေကြောင့်စိတ်တကြမနေဖို့လိုတယ် ဒီလို80ပြေဟိုတိုက်တွန်းပြီးတဲ့နောက်မှာသူကနောက်ထပ်ခြားနားတဲ့အုပ်စုနှစ်စုအကြောင်းပြောပြန်တယ်။တစ်ဖက်မှာသူ့လိုမျိုးစိတ်တဘိုးထားရှိဖို့အားပေးပြီးနောက်တစ်ဖက်မှာတော့တတိပေးချက်တကူထက်လာတယ်။အဲ့ဒီလဝါကတိုင်တော်ကြီးရန်သူများဆိုတာဘသူဒီကိုဆိုလိုတာလဲ။ဟွန်းသူကအဲ့ဒီလူတွေရဲ့ twin ပင်လက္ခဏာကိုတော်တော်လေးထင်ထင်ရှားရှားဖော်ပြထားတယ်ဗျာ။သူကသူတို့ကိုပြောတဲ့အခါငိုကြွေးမြင့်စာတောင်ပြောတယ်လို့ဆိုထားတယ်။တကသူတို့ရဲ့အချင်းကြီးအတွက်ဘလောင်စိတ်မကောင်းဖြစ်တယ်ဆိုတာပြတယ်။ သူရဲ့လက္ခဏာတွေကပါလဲဆိုတော့သူရဲ့ဖျားဟာသူရဲ့ဝမ်းပဲတယ်ဒါကဇာတိပကတိရဲ့တတ်မှတ်မှုလောကီတာယာမှုလောဘတွေကိုလိုက်စားတာကိုဆိုလိုနိုင်တယ်သူတို့ကိုယူဝါကြွားတဲ့အရာကတကယ်တော့သူတို့အတွက်ရှက်စရာအမှုဖြစ်တယ်သူတို့ရဲ့စိတ်သူတို့ရဲ့အာယုံကမြေကြီးပေါ်ကအရာတွေ earthly things မှာပဲရှိတယ်ကောင်းကင်ဆိုင်ရာအရာတွေကိုစိတ်မဝင်စားဘူးသူတို့ရဲ့အဆုံးတက်ကတော့ပျက်စီးခြင်းပဲလို့ပြင်းပြင်းထန်ထန်ပြောထားတယ် ဒါကတော်တော်လေးထိုင်လန့်ဆရာပုံဖော်မှုပဲဝမ်ပိုက်ကဖရာရှစ်ဆရာကိုဂုံယူတာမိကြီးအရာပဲစဉ်းစားတာဒီပုံစံကလက်ရှိခင်မှာရော မတွေ့နိုင်ဘူးလားဒါကစဉ်းစားစရာအချက်ပဲအဲ့ဒီဖော်ပြချက်တွေက အချိန်တိုင်းနေရာတိုင်းမှာရှိနိုင်တဲ့လူတပါဝရဲ့အားနည်းချက်တွေကို ထောက်ပြနေတယ်လို့ပဲလောကီစိတ်စိမ်ဂုံပကာတနာဇာတိအလိုဆန္ဒတွေနောက်ကိုပဲလိုက်ပြီးသာဝရတန်ဖိုးတွေကို လစ်လူရှူတဲ့သဘောထားမျိုးပေါ့ဒီညောင်မှာစိတ်ဝင်စားစရာကောင်းတာကမြေကြီးဆိုင်ရာတတ်မှတ်မှုတွေနဲ့ကောင်းကင်ဆိုင်ရာအာယုံဆိုင်မှုကြားကကြီးမားတဲ့ခြားနားချက်ကိုပေါ်လွှဲအောင်ပြထားတာပဲဒီလိုမြေကြီးအရာတွေကိုပဲဆွဲလန်းနေသူလေးနဲ့စန့်ကျင်ဘက်အရင်နဲ့ယုံကြည်သူတွေရဲ့ရှုမြင်ပုံသူတို့ရဲ့အမတ်တင်ညာကဘလို့ခစ်တင်ရဲ့လို့ဆိုထားလဲသူတို့တို့အဓိကအချက်ကတော့နာရုနေသောမြို့မူကကောင်းကင်မြို့ဖြစ်တည်ဆိုတာပါပဲဒါအရာအရေးကြီးတဲ့ကြီးညာချက်ပဲ။ ယုံကြည်သူတွေရဲ့တကယ်နိုင်ငံသားဖြစ်မှု citizenship ကဒီမြေကြီးပေါ်မှာမဟုတ်ပဲကောင်းကင်ပေါ်မှာရှိတယ်လို့ဆိုလိုလားသူတို့ကကောင်းကင်နိုင်ငံရဲ့သားတွေဖြစ်တယ်ဒါကြောင့်သူတို့ရဲ့တစ္ဆာဆောင်တည်မှုသူတို့ရဲ့မျောလင့်ချက်သူတို့ရဲ့တံပိုးထားမှုတွေကကောင်းကင်ပေါ်နဲ့ချီးဆက်နေတဲ့တဲ့ပေါ့ကောင်းကင်နိုင်ငံသားဖြစ်တယ်ဆိုတဲ့အတီကသူတို့ရဲ့လက်ရှိဘဝအသက်ရှင်ပုံကိုဘလို့အကျိုးသက်ရောက်မှုရှိစီတဲ့တယ်လဲအနာဂတ်မျောလင့်ချက်တခုလည်းပါနေတယ်နော်ဟုတ်ကဲ့နိုင်ငံသားဖြစ်မှုက အမတ်တညာကိုပေးတယ်လို့မျော်လင့်ချက်ကိုလည်းပေးတယ်။သူတို့ဟာအဲ့ဒီကောင်းကင်နိုင်ငံကနေကယ်တင်ရှင်သခင်ယေရှုခရစ်တို့ကြွလာတာကိုစိတ်အားထက်သန်စွာစောင့်မျှော်နေကြတယ်လို့ဆိုတယ်။ဘာကြောင့်စောင့်မျှော်နေတာလဲဆိုတော့ကိုတော်ကြွလာတဲ့အခါ on offer အသွင်ပြောင်းလဲခြင်းဖြစ်ပေါ်မှာမလို့ပဲခရစ်တော်ဟာသူရဲ့အခုနိုင်ကြပြီးအားနဲ့တဲ့ဖောက်ပြန်တတ်တဲ့ကိုခန္ဓာကိုဘုံအသွင်နဲ့ပြည့်စုံတဲ့ကိုတော်ရဲ့ကိုခန္ဓာနဲ့တူလာအောင် ပြောင်းလဲပြန်มาဖြစ်တယ်ဒါကိုဘယ်လိုလုပ်နိုင်မလဲဆိုတော့ အရာခတင်းကိုတူလအောင်မှာကြောက်ရွံ့စင်နိုင်တဲ့တံမှုတော့နဲ့ပဲပြုလုပ်မှာဖြစ်တယ်လို့ဆိုထားတယ်။ဒီမျိုးလင်းချက်ကဖိလစ်ပိမျိုးကယုံကြည်သူတွေအတွက်ရောဒီနေ့ခေတ်ယုံကြည်သူတွေအတွက်ရောအားရှိစေရပါနော်။လက်ရှိမှာဆင်းရဲဒုက္ခတွေအားနည်းချက်တွေရှိနေပေမဲ့အနာဂတ်မှာဖုံးအသေးတွေနဲ့ပြည့်စုံခြင်းအသွင်ပြောင်းလဲခြင်းကို ရမယ်ဆိုရဲကတိတော်ပြီ။ဒါကလက်ရှိဘဝကိုကြွေးပြားချနာစွာအသက်ရှင်ဖို့တွန်းအားပေးနိုင်သလား။အသေးချပဲဗျာ။ ဒီကောင်းကင်နိုင်ငံသားဖြစ်ခြင်းနဲ့အနာဂတ်အသွင်ပြောင်းလဲခြင်းမျိုးလင်းချက်ကလက်ရှိအတ္တမှာရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုကျော်လွှားဖို့ခွန်ခါပေးတယ်။ပြီးတော့မြေကြီးရာတွေကိုပဲအာယုံဆိုင်နေတဲ့သဘောထားမျိုးမဟုတ်ပဲသံဝရတံပိုးရှိတဲ့ရာတွေကိုဦးစားပေးအသက်ရှင်ဖို့လမ်းညွှန်ပေးတယ်။ကိုယ့်ရဲ့နောက်ဆုံးပန်းနိုင်တဲ့မတ်ညာကဒီလောကနဲ့မဆိုင်ဘူးဆိုတဲ့အသည့်ကလောကရဲ့ဖြစ်အားတွေထွေးဆောင်မှုတွေကိုပိုပြီးကြံ့ကြံ့ခံနိုင်စေတဲ့ပေါ့။ ကောမီဒီနီကျမတို့ဆွေးနွေးခဲ့တဲ့ဖိလစ်ပိခန်းကြီးတုံးနဲ့ပတ်သက်ပြီး The Wise Believership မဆုတွေထဲကအ धिक အချက်တွေကိုပြန်ပြီးစုစည်းကြည့်အောင်ကျမတို့ဝပေါင်းမိတဲ့ပထမချက်ကတော့ခရစ်တော်ကိုတည်ကျွမ်းခြင်းရဲ့အဆုံးစွန်သောတန်ဖိုးပဲထခြားပဲအရာနဲ့မှနိုင်လို့မရအောင်တာလွန်နေဆိုတာပဲဟုတ်ပါတယ်ဒါကအဓိကအချက်ပဲလောကီအောင်မြင်မှုမျိုးရိုးကုန်ဘာသာရေးစူးစမ်းမှုအလုံးဟာခရစ်တော်ကိုတည်ကျွမ်းရတဲ့တန်ဖိုးနဲ့ရင်းရင်အရေးမပါဘူးအညစ်အကြေးဖြစ်သွားတယ် ဒီနေ့ဆက်ဆက်နေတာကစစ်မှန်တဲ့ဖြောင်းမှတ်ခြင်းဟာကိုယ့်ရဲ့စူးစမ်းမှုပြည့်ညက်လိုက်နာမှုကနေလာတာမဟုတ်ပဲခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဘုရားသခင်စီကလက်ဆောင်အဖြစ်ရရှိကဖြစ်တဲ့ဆိုတဲ့အချက်ပဲဒုတိယအချက်ကတော့ဝိညာဉ်ရဲ့အတ္တတာကိုဘယ်တော့မှမပြီးဆုံးတဲ့ဖြေးပွဲတစ်ခုလို့မြင်ပြီးအတိတ်ကိုနောက်မှထားခဲ့ကကောင်းကင်ဘုံပန်းတိုင်းစီအမြဲတမ်းရှေ့ရှုစူးစမ်းနေရမယ်ဆိုတဲ့အယူအဆပဲကိုကိုကိုပြည့်စုံပြီလို့ဘယ်တော့မှမထင်မဲဆက်လက်ကြီးထွားဖို့စူးစမ်းရမယ်မှန်ပါပဲ ဒါကအမြဲတမ်းတိုးတက်နေဖို့လိုအပ်တဲ့သဘောထားဒိုင်နာမစ်ကိုပြတယ်။အတိတ်ကအောင်မြင်မှုတွေအပေါ်မှာခြေနှက်နေတာမျိုးဒါမှမဟုတ်အတိတ်ကချက်ချိုးမှုတွေကြောင့်စိတ်တက်ကြနေတာမျိုးမဟုတ်ပဲခရစ်တော်ကိုပို့ပြီးတည်ကြွမှုကိုတော်ရည်ရွယ်ထားတဲ့ပုံစံတိုင်းဖြစ်လာဖို့အစဉ်မြဲစူးစမ်းအားထုတ်နေရမယ်ဆိုတာပဲ။နောက်ဆုံးအဓိကအချက်ကတော့ကျမတို့ရဲ့တကိနိုင်ငံသားဖြစ်ခြင်းကကောင်းကင်ဘုံမှာရှိတဲ့ဆိုတဲ့အသည့်ကလက်ရှိမြေကြီးပေါ်ကအတ္တတာကိုဘလို့ပုံသွင်းတင်နေဆိုတာပဲ ဒီအထိကလောကကိုရှုမြင်ပုံဦးစားပေးမှုတွေမျောလင်းချက်တွေကိုလုံးဝပြောင်းလဲစေတဲ့နော်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့အဆုံးစွန်သောအမှတ်တညာနဲ့ကံကြမ္မာကခေါင်းငယ်မုံနဲ့ချိတ်ဆက်နေတယ်ဒါကြောင့် ကျွန်တော်ရဲ့စိတ်ဝင်စားမှုတန်ဖိုးထားမှုအသက်ရှင်ပုံကမြေကြီးရာတွေကိုပဲအာယုံစိုက်နေသူတွေနဲ့ क्वे ပြတဲ့တယ်ကျွန်တော်တို့မျောလင်းချက်ကခရစ်တော်ပြန်ကြွလာပြီးအရာအလုံးကိုအသက်ဖြစ်စေမယ့်အနာဂတ်စီမှာရှိတဲ့တယ်ပေါ့ device believers ရဲ့ massuri ထဲမှာဒီအချက်တွေကိုဒီနေ့ခေတ်ကျမတို့ရဲ့ဘဝတွေအတွက်လက်တွေ့ကြကြစင်ကျင်ဖို့မေခွန်းတချို့လည်းပါလာတယ်ပထမမေခွန်းကစောစောကပြောခဲ့တဲ့အညီအကျင်းနဲ့ဆိုင်တယ် လူတယောက်အတွက်အင်မတန်တန်ဖိုးထားပြီးကိုင်းဆွဲထားပေမဲ့ခရစ်တော်ကိုတီကျွမ်းခြင်းနဲ့ရှင်လန်းရင်တကယ်တော့အရေးမပါတဲ့စွန့်ပစ်တင့်တဲ့အငြင်းအကျေးတွေကကိုယ့်ဘဝမှာဘာတွေထပ်နိုင်မလဲဆိုတာကိုဘလို့သိနိုင်မလဲမဆုတဲ့မှာယာထူးအစင်အတန်းချမ်းသာကြွယ်ဝမှုလူမှုခွင့်ရဲ့ပုံက like တွေဂုံတရင်စာရာကိုဥမာပေးထားတယ်ဒါကအရာအရေးကြီးတဲ့ကိုကိုကိုစမ်းစစ်ဖို့ဖိတ်ခေါ်ချက်ပဲဗျလူတယောက်ကကိုယ့်ရဲ့တန်ဖိုး ိုယ့်ရဲ့လုံခြုံမှုကိုယ့်ရဲ့အမတ်တင်ညာကိုဘယ်အရာတွေပေါ်မှာတိဆောက်ထားတယ်လဲအလုတ်ကိုင်းလားဖိုင်ဆိုင်မှုလားလူတွေရဲ့အမြင်လားတောင်းပဟိုဟိုပါတာအေးလှုပ်ဆောင်ရင်ချက်တယ်လားဒီချမ်းပိုက်ကအဲ့ဒီခရစ်စတော်ကလွယ်လို့တခြားအရာတွေပေါ်အားကိုးမှုမန္တမျောကိုစိန်ခေါ်နေတာဒါကိုပိုချေပြန်တဲ့ရှုထောင့်ကနေကြည့်ရဘဝရဲ့ဦးစားပေးအရာတွေကိုအခြေခံကြကြပြန်လဲတုံးသက်ဖို့တိုက်တွန်းနေတာပါ ဘေယာကတကယ်တန်ဖိုးရှိပြီဘေယာကယာယီတုံဟိုအပေါ်ယံထင်းနေတယ်လဲဆိုတာပေါ့နောက်တစ်ခုကအတိတ်ကိုမိလျော့ချင်းဆိုတဲ့အယူဆဒါကအတိတ်ကအမားတွေကြာရှုံးမှုတွေကြောင့်စိတ်တကြပြီးရှေ့မဆက်နိုင်ဖြစ်နေသူတွေအတွက်ရောအတိတ်ကအောင်မြင်မှုတွေကောင်းမှုတွေကြောင့်မာနထောင်လွှားပြီးလက်ရှိမှာစ조사ဖို့ပြက်ကွက်နေသူတွေအတွက်ပါနှစ်ဖက်လုံးတက်ဆိုင်ပုံရတယ်။ဒါပေမဲ့လက်တွေ့မှာမိလျော့ချင်းဆိုတာဘယ်လိုလုပ်ရမလဲ။အတိတ်ကနာကျင်စရာတွေတောင်းမဟုတ်မာနတွေကိုတကယ်ဘယ်လိုနောက်မှာထားခဲ့နိုင်မလဲ။ ဒါလည်းကောင်းတဲ့မိကောင်းပါမိလျော်ချင်းဆိုတာကမှညံလုံးဝပျောက်သွားတာကိုဆိုလိုတာမဟုတ်လောက်ဘူးဗျအဲ့ဒီအစားအတိတ်ကအဖြစ်ဖြစ်ဒီကောင်းတာဖြစ်စီဆိုးတာဖြစ်စီကလက်ရှိကိုယ့်ရဲ့လှုပ်ဆောင်မှုကိုရှေ့ဆက်ရမယ်ခီးကိုလွှမ်းမိုးချုပ်ကန်ခွင့်မပေးတော့တာကိုဆိုလိုတာဖြစ်နိုင်တယ်။အတိတ်ကမားရဲ့အတွက်နောင်တနဲ့သင်္ကန်းစာယူနိုင်ပေမဲ့အဲ့ဒီအထက်မှာပဲနေမွန်းမနေဖို့ အတိတ်ကအောင်မြင်မှုတွေအတွက်ကြီးစုတင်နိုင်ပေမဲ့အဲ့ဒါတွေအပေါ်မှာပဲမိခွန်းမနေဖို့လိုတယ်။အဓိကအာရုံစိုက်ရမှာကအခုလက်ရှိလှုပ်ဆောင်နေရမယ့်ဝိညာဉ်ရေးရာပြေးပွဲနဲ့ရှေ့ကပန်းတိုင်အပေါ်မှာပဲဖြစ်တင်နေ။အတိတ်ကချီနောင်မှုတွေကိုဖျက်တော့ပြီးခရစ်တော်ကိုမျက်မှောက်ပြုပြီးရှေ့ဆက်ဖို့ပဲ။နောက်ဆုံးစင်ဂျင်စီရဲ့အချက်ကကောင်းကင်နိုင်ငံသားထစ်ချင်းနဲ့ပတ်သက်တယ်။ကျမတို့အနေစဉ်အလေးထားတွေစိတ်ဝင်စားမှုတွေအချိန်နဲ့ငွေကြေး30ပုံတွေလား မြေကြီးရာရဲကိုဆွဲလန်းမှုကိုထင်ထပ်နေသလားတမမောကောင်းငင်နိုင်ငံသားဆိုတဲ့အမတ်တင်ညာနဲ့ထာဝရမျော်လင့်ချက်ကိုထင်ထပ်နေသလားဆိုတာကို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 မေးဖို့တိတ်တွန်းထားတယ်ဒါကိုဘလို့လက်တွေ့ကြကြဆင်းစစ်နိုင်မလဲဒါကကိုရင်နေ့စဉ်ရွေးချယ်မှုရင်းကို ပြန်ကြည့်ဖို့လိုအပ်ပါတယ်ခင်ဗျာကိုဘေးရာရဲအတွက်အချိန်အများဆုံးပေးတယ်လေဘေးရာရဲအကြောင်းအများဆုံးစဉ်းစားစိုးရင်ပြောဆိုတယ်လေကိုရဲ့ပျော်ရွှင်မှုနဲ့ စိတ်ကြည်နှမှုကပယ်ကားလာတယ်လေ။ယာယီဖြစ်တဲ့လော်ကီအရာတွေလား။တမမဟုတ်ဖျားရခင်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးသာဝရတန်ဖိုးရှိတဲ့ယာတွေလား။ကောင်းကင်ဘုံမှာနိုင်ငံသားဖြစ်တဲ့ဆိုရင် ကျွန်တော်ရဲ့လုံဆောင်ရချက်တွေနဲ့စန္ဒတွေကအဲ့ဒီလက်တွေ့အမှန်တရားနဲ့ကန့်ညီနေတဲ့တယ်။ယာယီဖြစ်တဲ့မြေကြီးအရာတွေမှာနစ်မုံမနေပဲကောင်းကင်ဘုံမှာတည်တတ်မဲ့ဘန္တာတွေကိုစူးစောင်းတင်းတယ်ဆိုတဲ့သဘောပါပဲ။ ဒါကနေ့စဉ်အသက်တောင်မှာကောင်းကင်ဆိုင်ရာရှူထောင့်ကိုထက်တွင်စဉ်းစားဖို့ဖိတ်ခေါ်နေတာပါဒီတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး3ကို The Wise Believers ကပုစုထားတဲ့ဒီမဆုတွေကနေဆင်းလေးလာသုံးသပ်ကြည့်တဲ့အခါကျမတို့အလုံးအတွက်အမြဲတမ်းအားကောင်းတဲ့ဖိခွာချက်တစ်ခုကိုတွေ့ရပါတယ်။အဲ့ဒါကတော့ကိုယ့်ကိုယ်ကိုအားကိုးခြင်း၊လောကီကွန်ပကာသနာနဲ့ဇာတိပက္ခတိဂျိုးပတ်မှုတွေကိုစွန့်လွတ်ပြီးခရစ်တော်ကိုတည်ကျွမ်းခြင်းထဲမှာအမြင့်မဲ့ဆုံးတန်ဖိုးကိုရှာဖွေဖို့ ကွင်ကြီးရတိုးတက်မှုအတွက်ဘလုံးမမရက်တံပဲဇွန်းနှက်ပဲနေလိုက်လျှောက်ဖို့ပြီးတော့ကျမတို့ရဲ့တကယ်အင်ထစ်တဲ့ကောင်းကင်ဘုံကိုမျှော်ကြည့်တဲ့နိုင်ငံသားတွေလိုအသက်ရှင်နေထိုင်ဖို့ပါပဲ။ အဓိကအလေးပေးထားတာကအသွင်ပြောင်းလဲခြင်းလို့ပြောနိုင်ပါတယ်ဗျာတန်ဖိုးထားမှုတွေရဲ့အသွင်ပြောင်းလဲခြင်းခရစ်တော်ကိုအရာအလုံးထပ်တန်ဖိုးထားခြင်းယဉ်ကျေးမှုစီတို့အစဉ်ကြိုးစားအားထုတ်ခြင်းပြီးတော့ကောင်းကင်ဆိုင်ရာမြို့လင်းချက်ကမြေကြီးပေါ်ကလက်တွေ့အသက်တာကိုလွှမ်းခိုးပွန်သွင်းဝင်ပေးခြင်းဖြစ်ပါတယ်ဒါရီအလုံးကခရစ်တော်ကိုဗဟုပြုတဲ့အသက်တာရဲ့အနှစ်သာရတွေပါပဲဒီဆွေးနွေးမှုကိုအခြေခံပြီးကျမတို့ရဲ့နားထောင်တွေအတွက်ထပ်ပြီးစဉ်းစားစရာအချက်တခုထားခဲ့ခြင်းပါတယ် ခရစ်တော်ကိုတည်ကျွမ်းခြင်းကတကယ်ပဲအရာအလုံးထက်သာလွန်ပြီးလောကီမှာတန်ဖိုးထဆုံအရာတွေကိုတောင်းအညစ်အကြေးလို့ရှုမြင်လောက်အောင် အမြင်ကိုပြောင်းလဲစေတယ်ဆိုရင်ပေါ့လေအဲ့ဒီသာလွန်တဲ့တန်ဖိုးကိုကိုယ့်ရဲ့စိတ်ထဲမှာနှလုံးသားထဲမှာနေစေနဲ့အမြတ်ရွယ်ဆက်ရှိရှိရှေ့တန်းတင်အားလုံးစွိုက်ခြင်းက ကျမတို့နေချင်းကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေအခက်ခဲတွေကိုချင်းကပ်ပုံဒါမှမဟုတ်ကိုယ့်ရဲ့အောင်မြင်မှုကြားရှုံးမှုကိုတိုင်းနာပုံတွေကိုဒီနေ့အခွင့်အရေးမှာလက်တွေ့ကြကြဘယ်လိုပြောင်းလဲစေနိုင်မလဲဒီမေခွန်းလေးကိုဆက်လက်ဆင်ခြင်ကြီးကိုတိုက်တွန်းရင်ဒီဆွေးနွေးမှုကိုအဆုံးသတ်လိုက်ပါရဲ့